အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လုတ်ပြမှာကတော့ကျွန်တော်တို့အိမ်မှာစားနေတဲ့ငပိရေချိုပေါ့နော်ငါးငပိကိုမှတစ်မျိုးလေးစားကောင်းသွားအောင်ကျွန်တော်ငပိကြော်ပုံစံလေးလုတ်ပြမှာဖြစ်ပါတယ်ငပိကြော်နဲ့ဆိုလို့ရှိရင်ပဲဟင်းချိုလေးကအလိုက်ဖက်ဆုံးပါဒါကြောင့်မို့လို့ဒီနေ့ကကျွန်တော်ငပိကြော်နဲ့ပဲဟင်းချိုလေးကိုအလွယ်ကူဆုံးလုတ်ပြထားပါတယ်အဟာရလည်းရှိထမင်းလည်းမိန်စေမယ်ငပိကြော်နဲ့ပဲဟင်းချိုအတွဲလေးနဲ့အားလုံးထမင်းမိန်အောင်တင်ဆက်ပေးလိုက်ပါတယ်အရင်ဆုံးပဲဝါကြံကိုရေစိမ်ပြီးတော့ပြုတ်ထားပါမယ် ပြီးရင်တော့ဒါကတော့ကျွန်တော်ဝယ်လာတဲ့ငစီရိုင်းငပိပေါ့နော်ဒီနေ့မှာတော့ငစီရိုင်းငပိကိုသုံးမယ်တချို့ငါးကြီးငပိပေါ့နော်ကျွန်တော်ငရမ်းတို့ငပြေမားတို့ကိုရောပြီးတော့လှုပ်ထားတဲ့ငါးကြီးငပိကိုလည်းသုံးပြီးတော့လှုပ်လို့ရတယ်တချို့ကတော့ဒါကိုငပိကိုကြိတ်ပြီးတော့ပေါ့နော်မယမ်းပြားနဲ့ကြိတ်ပြီးတော့လှုပ်တယ်ကျွန်တော်ဒီနေ့မှာကတော့မယမ်းပြားနဲ့မကြိတ်တော့ဘဲနဲ့ ဒါကလိုအပ်သလောက်လေးကိုရေလေးအနှဲငယ်ပဲထည့်မယ်ငပိရေချိုးသလိုအများကြီးမထည့်ဘူးရေလေးအနှဲငယ်လိုသလောက်လေးထည့်ပြီးတော့သူ့မှာရှိနေတဲ့ငားရဲ့အနှစ်တွေပေါ့နော်ပျော်ဝင်သွားအောင်လို့ဇွန်လင်းနဲ့တေချာလေးဖိမယ်ဆွနင်းမုတ်လေးအနှဲငယ်ထည့်ပြီးတော့ဂျိုလိုက်လို့ရှိရင်တော့ကျွန်တော်တို့ငပိနံလေးရပို့ပြီးတော့လဲမွေးတယ်ပြီးလို့ရှိရင်တော့အသားနဲ့အရေကိုဖယ်လိုက်မယ်ဒီနေ့မှာတော့ကျွန်တော်ကငပိရေကိုနည်းနည်းပဲထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားနဲ့အရေဖယ်ရတာနည်းနည်းခက်တယ်ဒါကြောင့်မို့လို့စကားလေးနဲ့စစ်လိုက်ပါမယ်ပြီးရင်ခုနကအယိုးဖယ်ထားတဲ့ဟာကိုလည်းမပြစ်လိုက်ပဲနဲ့ရေလေးအနှဲငယ်ထည့်ပြီးတော့ ော့ကျွန်တော်ဒီစစ်ချလို့ရအောင်ပေါ့နော်ဒါကစကားထဲမှာထည့်လိုက်ပါမယ်ပြီးရင်တော့ဇွန်လေးနဲ့တခြားလေးမှွေလိုက်တယ်ဆိုရင်တော့အယိုးနဲ့အသားနဲ့အရင်နဲ့ပေါ့နော်လုံးဝကိုအယိုးမပါဘဲနဲ့အရင်သက်သက်ပဲရသွားမှာပေါ့နော်အကြီးအများကြီးထည့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ငပိကြော်ကြော်တဲ့ခါမှာစီအရန်ပေါက်တယ်ဒါကြောင့်မလို့ရေကိုလည်းအနေတော်လေးပဲထည့်ပြီးတော့ကြိုးပါမယ်ခင်ဗျာအဲဆိုရင်စစ်ထားတဲ့ငပိရေကြိုးလေးရပါပြီ ပြီးရင်ခုနကပြုတ်ထားတဲ့ပဲလေးကလည်းနူးလာပြီပေါ့နော်နူးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ပဲကိုလည်းထောင်းမယ်ပြီးရင်ချက်သွန်ဤချက်သွန်ဖြူနဲ့ဂျင်းကိုလည်းတေချာညက်အောင်လေးရောထောင်းပါမယ်ပိန်းညိုချက်တဲ့အခါမှာကျွန်တော်တို့ချက်သွန်ဤချက်သွန်ဖြူဂျင်းကိုတေချာလေးထောင်းပြီးတော့စီတက်တယ်ဆိုလို့ရှိရင်ပိန်းညိုလေးကမှုမှွေလေးနဲ့ပို့ပြီးတော့လဲစားကောင်းတယ်ပို့ပြီးတော့လဲအရသာရှိပါတယ်ဒါကိုအားလုံးကိုကျွန်တော်ညက်အောင်အရင်ဆုံးရောထောင်းလိုက်ပါမယ်ပြုတ်ထားတဲ့ပဲလေးကိုလည်းမညက်တညက်နေထားထိရအောင်ထောင်းလိုက်ပါမယ်ခင်ဗျာ ပြီးရင်တော့ပဲဟင်းကျုံစတဲပါမယ်ပဲဟင်းကျုံတဲတဲ့အခါမှာစီအများကြီးမထဲဘူးစီလေးအနှဲငယ်ထဲမယ်ပြီးလို့ရှိရင်စနွေးမုတ်လေးအနှဲငယ်ထဲပါမယ်ဒါကတော့အယောင်လှဖို့အတွက်ပါပြီးလို့ရှိရင်တော့ခုနကကျက်သွန်နီးကျက်သွန်ပြူနဲ့ဂျင်းလေးကိုအနက်မွှေးလာတဲ့အထိကိုတေချာလေးစီတက်လိုက်ပါမယ်ပြီးရင်တော့ခုနကထောင်းထားတဲ့ပဲလေးကိုပါဒီကျက်သွန်ပြူကျက်သွန်နီးတွေနဲ့ရောပြီးတော့စီတက်ပါမယ်ဒီနေရာမှာတတိထားဖို့ကကျွန်တော်တို့ပဲမတူးအောင်ကိုပို့ပြီးတော့ဂယူဆိုက်ရပါမယ်ပဲတူးသွားပြီဆိုလို့ရှိရင်ပဲဟင်းကျုံတအိုးလုံးကလုံးဝကိုစားလို့မကောင်းတော့ဘူး ပဲမတူးအောင်ဂယူစားပြီးပြီဆိုလို့ရှိရင်တော့ရေလေးလိုတလောက်ထည့်ပါမယ်ရေထည့်ပြီးပြီဆိုလို့ရှိရင်တော့စားအနေငယ်ဟင်းခမုတ်အနေငယ်ထည့်ပါမယ်ဟင်းအိုးပြန်စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရေစိမ်းထားတဲ့ပဲကြဆန်ကိုထည့်လိုက်ပါမယ်။ပဲကြဆန်ကကြတော့ကျွန်တော်တို့ကြည်ကြည်လေးနဲ့နုံနုံညံ့ညံ့လေးမို့လို့စားလို့လည်းကောင်းပါရယ်။ဒါကြောင့်မို့လို့ပဲကြဆန်ထည့်လိုက်ရင်ပဲကြဆန်ကပြန်ပွားလာတက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေလေးအနှဲငယ်လိုတလောက်လေးထပ်ထည့်လိုက်ပါခင်ဗျာ။ပြီးရင်တော့အဖုံးလေးဖုံးပြီးတော့တည်ထားလိုက်ပါမယ်။ ပြီးရင်တော့ငါငပိကြော်စားကြော်ပါမယ်အရင်ဆုံးစီကိုလိုသလောက်ထည့်မယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့အယောင်လှဖို့အတွက်ကိုစနွေးမော့လေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့ငရုတ်ဒီကျက်သွန်ဖြူကျက်သွန်ညီထောင်းထားတာလေးကိုစီတက်လိုက်ပါမယ်စီတက်လို့စီနဲ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ခုနကကြိုထားတဲ့ငပိရေကိုထည့်လိုက်ပါမယ်ဒီနေရာမှာငပိရေကျိုးတဲ့တရားပါရေအရမ်းများသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စီအရမ်းပေါက်တယ်ပေါ့နော်နောက်ပြီးရေခမ်းအောင်လဲတေချာတဲရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလဲကြာပါတယ်က ရေခမ်းပြီးတော့စီလေးဣလာတဲ့အထိကိုတည်လိုက်ပါမယ်။ဒါကတော့ကျွန်တော်ဘူးထဲမှာထည့်သိမ်းမှဖြစ်တဲ့အတွက်ကြောင့်မလို့စီလေးနည်းနည်းပို့ထည့်ထားပါရယ်။ဒါကမိဘပြည်သူတွေအနေနဲ့လည်းအိမ်မှာကြာကြာလေးစားကျင်နေဆိုလို့ရှိရင်တော့စီလေးနည်းနည်းပို့ထည့်လိုက်ပါခင်ဗျာ။ပြီးလို့ရှိရင်တော့အခုဆိုရေကလည်းခမ်းလာပြီပေါ့နော်။ဒါဆိုလို့ရှိရင်ကျွန်တော်ပဇွန်ကြောက်ထည့်ပါမယ်။ပဇွန်ကြောက်ထည့်မယ်။ပြီးလို့ရှိရင်ကျွန်တော်မယမ်းပြားပေါ့နော်။မယမ်းပြားကချင်းချင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါငပိကြော်နဲ့ကိုအရန်လိုက်ဖက်ပါရယ်။မယမ်းပြားထည့်မယ်။ပြီးရင်တော့အချုံမုတ်လေးအနေငယ်ထည့်ပါမယ်ခင်ဗျာ။ စားကတော့လုံးဝမထည့်တော့ဘူး။ဘာကြောင့်လဲဆိုရင်ငပိကစားနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အငံတက်ကပါပြီးသားပါ။ဒီနေရာမှာစားထည့်လိုက်လို့ရှိရင်ဟင်းအိုတိုလုံးဝငံသွားတက်တယ်ပေါ့နော်။စားမရဖြစ်တဲ့တဲ့ဒါကြောင့်မို့လို့စားမထည့်ဖို့အတွက်ကိုတေချာလေးကယူဆိုင်ဖို့လိုပါတယ်။ အခုဆိုရင်အရန်ကုန်မှာစားကောင်းတဲ့ငားငပိရေကျုံငပိကျော်လေးရပါပြီဒါကိုကျွန်တော်တို့ပဲဟင်းကျိုလေးနဲ့တွဲစားမယ်ငချောက်ဖို့လေးနဲ့တွဲစားတယ်ဆိုလို့ရှိရင်တော့အရန်ကိုထမင်းမိန်စေပါရယ်ပြီးရင်တိုးစရာလေးအနေနဲ့ကတော့ကျွန်တော်ကတော့အုံစီရွက်တိုးစရာလေးကိုထည့်ထားပါရယ်အားလုံးထမင်းမိန်ပြီးတော့အရသာစစီနဲ့သုံးဆောင်နိုင်ကြပါစေခင်ဗျာ